အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြိုင်ပတ်တဲ့အားလုံးမင်္ဂလာပါ Liverpool အသင်းနဲ့ပတ်သက်လို့ပေါ့လေကျွန်တော် Crystal Palace ကိုသူတို့ရှုံးသွားတယ်ဗျာနောက်ကျကူနဲ့ရှုံးသွားတယ်နောက်ကျကူနဲ့ခြေပေါက်ကိုရတယ်နောက်ကျကူနဲ့ရှုံးသွားတယ်ဒါပေမဲ့အခုဒီ Istanbul မှာကစားတဲ့ပွဲ Galatasaray နဲ့ပွဲမှာ Liverpool ကဘယ်လိုပြောမလဲအခုနောက်ပိုင်းဖြစ်နေတာကြာပြီဗျာကျွန်တော်ကျွန်တော်အမြင်ပြောတာပေါ့လေ Palace နဲ့ပွဲမှာလည်းသူတို့ကစားပုံလုံးဝမကောင်းဘူး အာလစင်ဘက်ကကန်ကောင်းလို့ကဲတင်နေလို့ဒါလီဗာပူးအခြေအနေကောင်းနေတာအခုဆိုအာလစင်ကဒီဒီကာလာဆာရင်းရဲ့ဘွဲမှာရတဲ့ထန်ရာကချယ်ဆီရဲ့ဘွဲကိုသူလွဲပြီးဆိုမမဒက်ရှ်ဖလီလီဖမ်းမယ်ဒါပေမဲ့လီဗာပူးနဲ့ပတ်သက်လို့ဒီယာဒီမှာတည်တည်သာပြောင်းသွားနီးပြပြောရတဲ့ဒီဘွဲပြီးစကားထဲမှာကစားမတွေကိုဂိမ်းမန်နေဂျမန့်လုပ်ရမယ်မိနစ်တွေပေးရမယ်သူမှာ under pressure ဖြစ်နေဈေးကြီးတဲ့ကစားမတွေဖြစ်တဲ့အတွက်ကြောင့်အဲ့ကစားမတွေ performance မပြလေ တို့ကိုမီဒီယာတွေကပို့ပြီး pressure ပေးလေတို့အတင်းအတွက်ပို့ပြီးတော့ handle မလုပ်နိုင်ဘူးဒီချက်ကို तू မလို့ခြင်းဘူးအဲ့ဒီကြောင့် तू ရသလောက်ဇာမားတွေကို तू ရအောင် तू အချိန်ပေးပြီးတော့လုပ်တယ်တကယ်ဆိုရင်ဗျာ Jeremy Frimpong က natural right back right back ကို right back ပဲထားဘာမှ support sign ကိုထားစရာမလိုဘူး support sign ကိုရှေ့ပို့တို့အပြောင်းလဲတွေလုံးအောင်ပါဗျာဒါပေမဲ့ပြဿနာကဘာဖြစ်လဲဆိုတော့ Liverpool ဘယ်လိုပြောမလဲအပြောင်းလဲလုံးမဲ့ဘက်မှာ तू တွေးဝင်နေတယ်နောက် Salah ကိုနားပေးတာတော့လက်ခံလို့ရတယ်ဒါပေမဲ့ဒီညမှာတစ်ခုပဲ အဲ့ဒါဘာလဲဆိုလီဗာပူးအသင်းဟာအခုနောက်ပိုင်းပွဲစဉ်တိုင်းပွဲစဉ်တိုင်းမှာလုံလောက်တဲ့ chance တွေကိုပြိုင်ဘက်ကိုပေးတဲ့အချက်ပဲကျွန်တော်ဘီဂင်းနေ့ကမတွေ့ရဘူးเนาะကျွန်တော်လီဗာပူးရှုံးကမှာရှုံးသွားပဲအဲ့ရှုံးပွဲမှာသူတို့အဲ့လိုမျိုး chance after chance after chance မပေးရဘူးဒါပေမဲ့အခုဒီနေ့ရာသီမှာပွဲတိုင်းနေပောက်ကိုအများကြီးပဲပြပထမပိုင်းမှာဗျာဂရာဆာရီမရလို့မတေချာလို့ အစီမံလွတ်သွားတာရောကစားမတွေတယောက်ပြီးတယောက်လီဗာပူးကတော့အဲ့ဂိုးသမားကဲကဲနေလို့အဲ့ဂိုးသမားအာလာစင်နာမကဲရင်တကယ်တော့လီဗာပူးဒီထက်မကတိုင်ပတ်တယ်အခုဒီယာဒီမှာအာနီဆော့ကအခုသူ့ရဲ့ first team player မှာ too many attacking player တွေဗျာအခုဒီနေ့ဆိုရင်ဂက်ပူကိုသူဘယ်လိုပြောမလဲထဲ့တယ်ဂက်ပူရဲ့အခီတီခီရဲ့ Florian Vaz ကဆာလာစင်နာမှာ frame bound ထားပြီးတော့ဒါကွင်းတွေကတော့တခြားအပြောင်းလဲမရှိဘူးဒါပေမဲ့ပြောချင်တာအဓိကသူ့ရဲ့ attacking ပိုင်းမှာ အသင်းကဟန်ချက်မညီဘူးဖြစ်တယ်။ကိုရဖို့ကကျွန်တော်ကြည့်တယ်ဗျာလီဗာပူး1 2တွေရိုက်1 2တွေရိုက်ပြီးကိုရတဲ့ပုံစံလို့အရင်တော့ကတင်းတဲ့ပုံစံသေးတယ်။အဲ့ cross ထောင်းတဲ့ area တွေမှာရှုပ်ရှက်ခတ်တဲ့ကြားတွေမှာဂိုးသွားတာတို့အဲ့လိုပုံစံတွေများတယ်။ဒီနေ့လီဗာပူးရှုံးတဲ့အဓိကနောက်ချက်ထဲမှာ Ferretti ကို Keiza မပါတာလေဗျာတကယ်လို့80ကျော်80လောက်မှာ Keiza ထည့်လိုက်ရင် different story ဖြစ်နေတယ်။ဘာလို့ဆို Keiza သူကိုယ်တိုင်နဲ့ party လို့သူလည်း goal လက်ရှိတယ်။ဒါပေမဲ့ liverpool အသင်းကိုကြည့်တဲ့အခါမှာအခုကျွန်တော်ခုနပြောလို့ဗောလေ လွယ်လွယ်ကူကူပြိုင်ဘက်တွေကိုအခွင့်အရေးတွေအခွင့်အရေးတွေအရန်ပေးနေတဲ့အချက်ကလုံးဝကိုမဖြစ်တဲ့အချက်ပဲအဲ့ချက်ကသူတို့ကိုတိုင်ပတ်စီမှာကျွန်တော်ပြောလို့ပေါ့လေအမြင်နဲ့လက်ဝင်းတာနောက်ဆုံးမိနစ်ကိုယ်တွေနောက်ဆုံးမျိုးကိုယ်တွေဘယ်သူမှမဒါအဲ့ဒါနိုင်တာကဒါဘယ်လိုပြောမလဲချီးကျူးလို့မရဘူး champion mentality ရှိတယ်ဆိုတဲ့အချက်တစ်ချက်ကလွဲခြင်းကျန်တဲ့ပိုင်းမှာဘာဖြစ်လဲအဲ့ဒါကြီးကအမြင်နဲ့ happy ဖြစ်လို့မရဘူးအပွဲတိုင်းကိုအသေးအတန်ကန်နေရမှာဗျအဲ့လို happy ဖြစ်တယ်ဆိုရင်ဘာလို့ဆိုကိုယ်ကတိုက်စစ်ကတွင်းပြီးခံစစ်ကပြင်းပြင်းပွင့်နေတယ်ဆိုတဲ့အချက်ကမဟုတ်သေးဘူး မဟုတ်သေးဘူးတကယ်ပြောတာဗန်ဒိုက်နဲ့ခနာဒီအားအောင်မှကွင်းလယ်မှာလုံလောက်တဲ့အဖြတ်စပူတင်မရဘူးလွယ်လွယ်ကူကူဂိုးတွေပေးရတယ်လွယ်ကူကူတွေပေးရတယ်နောက်တစ်ခုက chance အများကြီးပေးခံရတယ်ဆိုတော့ကိုနဲ့ကစားတဲ့ပြိုင်ဘက်အသင်းတသင်းကိုလုံလောက်တဲ့ chance 3-4ချိန်လောက်ပဲပေးလီဗာပူးအတွက်တိုင်ပတ်ကိုဆိုတော့သူနောက်ကလိုက်နောက်ကလိုက်နောက်ကလိုက်ဂလာဆာရီကိုလီဗာပူးရှုံးတာဘယ်လောက်နင်းလာလဲဆိုသူတို့အိမ်ကွေးမှာ Champions League ပွဲမနိုင်တာ9နှစ်ရှိပြီ Champions League မှာ အိမ်ပွဲပေါင်းမှာပွဲပေါင်းအများကြီးပေါ့သူတို့ clean sheet မရတာပွဲပေါင်း24ပွဲရှိတယ် clean sheet မရှာလီဗာပူးနဲ့ပွဲမှာ clean sheet အခုလီဗာပူးကအခုဘယ်လိုဖြစ်လဲဆိုတော့အဓိကကစားမတွေနဲ့ကစားမတွေတွေကြာဟန်ချက်ညီအောင်တီဆောက်နိုင်ဖို့တဲ့သူအာနီဆိုအခုအပြေမရှာနိုင်သေးဘူးနောက်ဆက်တွဲအနေနဲ့ဘာဖြစ်လဲစံချိန်တီချီပီးကစားမတွေကလည်း under pressure ဖြစ်နေတယ်လီဗာပူးကိုယ်တိုင်လည်းမနစ်ခတဲ့ပို့ပြီးတော့ weak ဖြစ်လာတယ် ်လွေတော့ပူကောင်းလာတယ်ဒါပေမဲ့အတင်းကမနစ်ကတော့ organize မဖြစ်တော့ဘူးဝီးဖြစ်လာဒီ anisone နေနဲ့အဲ့လွယ်လွယ်ကူကူကိုပေါက်ကန်သွင်းခွင့်အချိန်ချင်းပေးနေရတာတွေကိုသူတို့အဖြေမရှာနိုင်ဘူးဆိုရင်ဒါလီဗာပူးကပွဲတိုင်းကိုမိုးရဲရေထဲမှာအမြဲတမ်းကန်ရမှာဒါ anisone တေချာပေါ့ address လောက်ရမယ်အချက်ပဲလူ rotation လောက်တဲ့အချက်ပိုင်းကဒီပွဲကိုအများကြီး effective ဖြစ်တာမှန်ပေမဲ့ကျွန်တော်ဒီပွဲဒီပွဲကိုကြည့်ပြီးချင်မှာလီဗာပူးဂိုးသွင်းလိုက်မယ်လို့လုံးဝကိုခံစားမခံစားရတာ ဘာမှ pressure မှမပေးနိုင်ဘောလုံးပဲကင်ထားတာဆိုတော့ဒါ Arni Slot မဖြစ်မနေ address လောက်ရမယ်ဒါ Liverpool ရဲ့အခြေအနေဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်